တငယ်ချင်းဘဝမှာတဲ့ကစုပြည့်ဖြစ်ချင်းခဲ့တဲ့ကြီးမားတဲ့ဆန္ဒတစ်ခုကိုခင်မွန်းဖြစ်လာတဲ့ချိန်မှာအခုလိုဖြစ်စည်းပေးခဲ့တဲ့ဟင်ဝင်ရဲ့ပရိသတ်ချစ်တော်ငယ်စဉ်ဆုံးတဲ့လေးကတော့ချစ်ချင်းမြတ်တာရီနဲ့တနိုင်ငံလုံးကိုအကြအောင်လုပ်ခဲ့ပြပါပြီရှင်။နေ့ဟောက်သားမင်္ဂလာဟုအကျိုးအမှတ်တရတပ်ပုံတွေကိုတရုတ်နိုင်ငံရဲ့ခဲတော်ကြီးမှာတောင်းရောက်ရေကူးခဲ့ကြတာကတော့ပရိသတ်တို့အားလုံးနဲ့အသိပါပဲနော်။ပုံမှန်ထက်ထူးခြားတဲ့ပြင်ဆင်နေတဲ့ကိုပိုင်နံပါတ်တက်ထားတဲ့ကားနံပါတ်တွေကိုပါအသုံးပြုပြီးတော့ရဟတ်ယဉ်ကြီးနဲ့လည်းရူနေခဲ့ကြသေးပါတယ်။တကယ်တော့ဒီလိုမျိုးတပ်ပုံလေးတွေဖန်နေနိုင်မှုအတွက်ဟင်ဝင်ရန်ကအဆအဆုံးတေချာလေးကိုပြင်ဆင်ပေးခဲ့တာပါရှင်။ ါလို့လဲဆိုတော့သူရဲ့ဇနီးလောင်းလေးဖြစ်တဲ့စုပြည့်ရဲ့စိတ်ကူးအိမ်မက်လေးတွေကိုကောင်းချဲဖော်ပြခြင်းနဲ့အတွက်ကြောင့်ပါဒီအကြောင်းလေးကပြောရမယ်ဆိုရင်တော့တော်တော်လေးကိုကြည်နူးပွဲကောင်းပါတယ်ဟိဝရန်ကချီရသူစုပြည့်တစဉ်ရဲ့အဖြစ်ချင်းဆုံးစိတ်ကူးအိမ်မက်လေးကိုလွင်ခဲ့တဲ့နှစ်များစွာကလေးကတရားလေးမှတ်သားထားပြီးတော့မင်္ဂလာဝဲကျင်းမကျင်းမဖန်တီးပေးခဲ့တာပါဟိဝရန်နဲ့စုပြည့်တစဉ်တို့ကလွင်ခဲ့တဲ့ဆယ်နှစ်ကျော်ကလေးကယဉ်နေခဲ့ကြပြီးတော့ရုပ်ရှင်ကားတွေဇလံတွဲတွေများစွာကိုလည်းရိုက်ကူးခဲ့ကြပါတယ်ချစ်သူမဖြစ်သေးပဲအမှုပညာမောင်နှမအဖြစ်ခင်မင်းရင်းနှီးတဲ့အချိန်ကလေးကစုပြည့်ရဲ့အိမ်မက်လေးတစ်ခုကိုဟိဝရန်ကသိရှိ သွားခဲ့ပါတယ်။ဆိုဖီးယားစိတ်ကူးထဲမှာမင်္ဂလာဆောင်ရင်ဘလိုမျိုးဆောင်ကျင်တယ်လဲဘလိုလေးတွေဖြစ်ကျင်လဲဆိုတာကိုဟင်းဝရန်ကမေးမြန်းခဲ့ဘူးတာဖြစ်ပါတယ်ရှင်။ဆိုဖီးကလည်းသူနဲ့ခင်မရင်းနှီးတဲ့ဟင်းဝရန်ကိုဖြစ်ကျင်တဲ့စိတ်ကူးအိမ်မက်ကြီးအကုန်ပြပြခဲ့ပါတယ်။သူမရဲ့အိမ်မက်ကတော့ရုပ်ရှင်တွေကအတိုင်းတရားလှတဲ့ရှုခင်းတွေတောင်းတန်းတွေမျက်ခင်းမြင်နေပေါ်မှာရဟယင်ကြီးနဲ့ပြန်တန်းပြီးတော့မင်္ဂလာဝဲကျင်းမှကျင်ခဲ့တာဖြစ်ပါတယ်။ဆိုဖီးအနေနဲ့ကတော့သူမဖြစ်ကျင်တဲ့အရာလေးကိုဒီအတိုင်းသာပြောခဲ့တယ်ဆိုပေမဲ့ဟင်းဝရန်ကတော့ဒါကိုအလေးနဲ့ထားပြီးတော့အခုချိန်ထိမှတ်သားထားခဲ့ပါတယ်။စိတ်ထဲမှာအမှတ်သားထင်အောင်သားမ ကသူရဲ့သူတို့သမီးလောင်းလေးအဖြစ်ရောက်ရှိလာချိန်မှာတော့အစုပြည့်ရဲ့အိမ်မက်တွေအတိုင်းတပုံစံနဲ့တူညီအောင်တိတိချာချာလေးဖန်တီးပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။စုပြည့်ပြောခဲ့တဲ့စိတ်ကူးတွေကနေရာလေးအတိုင်းတပုံစံနဲ့တူညီစေဖို့ရှာဖွေရင်းနဲ့ပဲတရုတ်နိုင်ငံကိုရောက်ရှိသွားပြီးတော့ရဟယင်ကြီးကိုပါငှားရန်ကမင်္ဂလာတပ်ပုံလေးတွေရိုက်ကူးစေခဲ့ပါတယ်။တကယ့်ကိုအမိုက်စားပုံစံလေးတွေပေါ်ထွက်လာစေဖို့အတွက်အဝတ်စုံအပြင်စင်ကအစနောက်ခံရှုခင်းအစုံတိတိချာချာလေးရွေးချယ်ပြီးတော့အကောင်းဆုံးဖြစ်အောင်လို့ဖန်တီးပေးထားတာဖြစ်ပါတယ်။နောက်ပြီးနေရာသားရဲ့နာမည်လေးတွေဖြစ်တဲ့ Hein and Zin ဆိုတဲ့ကားန ံပါတ်ပြားလေးကိုလည်းငွေကြေးအကုန်ကျအများကြီးခံပြီးတော့ romantic ဆန်အောင်ပြုလုပ်ပေးထားတာကိုလည်းတွေ့ရပါတယ်။ကိုယ်နိုင်ငံမှာဆိုရင်တောင်ဒီလိုအပြင်စင်တွေကအရန်စည်းကြည့်တာမှန်ပေမဲ့ဟေဝန်ရန်ကတော့တရုတ်နိုင်ငံထိသွားပြီးတော့ငွေကြေးအကုန်ကျအများကြီးခံကစူပြည့်အတွက်အလားပါဆုံးအိမ်မက်လေးကိုအကောင့်ထဲပို့ပေးခဲ့ပါတယ်။ဒီလိုချစ်တယ်လွန်းတဲ့အမျိုးသားတစ်ယောက်ကိုပိုင်ဆိုင်ခွင့်ရရှိသွားတဲ့စူပြည့်ကတော့တကယ်ကိုကံကောင်းသူကောင်းမလေးတစ်ယောက်ပါပဲနော်။သူမကစပြီးချစ်ရတဲ့စူပြည့်မဲ့ဟေဝန်ရန်ဘက်ကအများကြီးပို့ချစ်ပေးပြီးပို့တမိုးထားကြောင့်လောက်ရလေးတွေတစ်ခုချင်းစီကတက်တည်ပြလို့နေခဲ့ပါတယ်။ထိတ်တန့်မင်းသမီးတက်လက်ပြောခဲ့တဲ့ ဲ့အတိုင်းပတ်စံဘလောက်ပဲရှိနေပါစေတခုခုလှုပ်ပေးခြင်းနဲ့စိတ်ရင်းစေတနာရှိဖို့ကပိုပြီးတော့အရေးကြီးတယ်ဆိုတဲ့စကားလေးက တကယ်ကိုမှန်ကန်ပါတယ်။ဟေဝန်ရန်ကလည်းနိုင်ငံကျော်မင်းသားတယောက်ဖြစ်တာကြောင့်ဒီလိုအပြင်စင်နေလှုပ်ပေးနိုင်တာလို့ဆိုပေမဲ့လှုပ်ပေးခြင်းနဲ့စိတ်ရှိလို့သာစူပြည့်အိမ်မက်တွေကိုအဒီချိန်ထိမှတ်သားထားပြီးတော့အကောင့်ထဲဖို့ပြီးခဲ့တာပါ။ဒါကြောင့်ဟေဝန်နဲ့စူပြည့်တို့တယောက်ပေါ်တယောက်ဘလောက်ထိချစ်တယ်လဲဆိုတော့တဖြည်းဖြည်းနဲ့ပေါ်လွင်ထင်ရှားလာခဲ့ပါတယ်။နှစ်ယောက်သားရဲ့မင်္ဂလာအခမ်းအမွေတွေကိုလည်းနောက်ထပ်အများကြီးပြုလုပ်သွားမှာဖြစ်လို့ဘလို့ထူးခြားတဲ့ပုံစံနေနဲ့စူပြည့်ရဲ့မင်္ဂလာပွဲအိမ်မက်လေးတွေကိုဖန်တီးပေးသွားမလဲဆိုတော့ကိုတော့စောင့်မျှော်ကြည့်ရှုရမှာပါရှင်။ချစ်သူမဖြစ်ခင်တငယ်ချင်းဘဝကလေးကစူပြည့်ပြော ခဲ့ဘူးတဲ့စကားလေးတခုကိုမှတ်ထားပြီးတော့မင်္ဂလာဝဲကျမကျိန်မှာအကောင့်ထဲပေါ်ပေးခဲ့တဲ့ဟင်းဝင်ရဲ့ချစ်တယ်မှုကြီးကိုပြည့်တဲ့ကြီးလို့ရောအားကြနေကြပါပြီလားရှင်။